ရခိုင်ပြည်နယ်စစ်တပ်မျိုးနီစစ်ကောင်စီတန်းနဲ့အာရခတပ်တော်အေရိုကြာအပြန်လာလက်နက်ကြီးပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်အမြင့်ကျွန်ကြီးရွာရှိရဲစခန်းကစစ်သားနဲ့ရဲတွေဆုတ်ခွာထွက်ပြေးသွားတယ်လို့ Western News ကဖော်ပြပါတယ်ပြီးခဲ့တဲ့လကလကစစ်တပ်မျိုးအနီမှာလက်နက်ကြီးပြန်လာပစ်ခတ်မှုတွေရှိနေရကနေအခုရက်ပိုင်းမှာတော့ပစ်ခတ်မှုတွေပိုပြင်းထန်လာတယ်အမြင့်ကျွန်တရအောင်မှာရှိတဲ့စစ်ကောင်စီရဲစခန်းကစစ်သားနဲ့ရဲတွေဆုတ်ခွာထွက်ပြေးသွားတယ်လို့ဒေသခံတွေကပြောပါတယ် မီကျိုဒဒရဲ့ဒီဘက်တင်မှာအေအေတက်တွေရှိနေပြီးအခြားတစ်ဘက်မှာတော့စစ်ကောင်စီတက်တွေရှိနေတယ်။ရဲစခန်းကလူတွေဟာနာယီကန်ဒဒအနည်းရှိဒါခါစစစ်တွေဌာနချုပ်ဖက်ထိဆုတ်ပြေးသွားတာလို့သိရကြောင်းဖော်ပြထားပါတယ်။ပကိုရိုင်းပန်တောင်းမြွနယ်ပကံခွဲကြေးရွာအနည်းရှိအေအေကသိပ်ပိုက်ထားတဲ့ချောသလုဘက်ကကိုပြန်ရရေးတံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာချောသလုကိုမရတဲ့ပြင်နောက်ထပ်ထောက်ပို့စခန်းတစ်ခုကိုပါ ထမ်းမှန်လဲလှော်လဲရတယ်လို့နေရိုစရာကဖော်ပြပါတယ်။အေကထမ်းမှန်သိပ်ပဲလဲတဲ့စကန်ဟာကပ္ပစ16နဲ့ပုံမနိကလာတဲ့အတွက်ကပ္ပစ16နဲ့နှမိုင်ပတ်လက်ကိုဝိုင်းတွဲ Jet Fighter အတွဲလိုက် Drone တွေနဲ့စစ်တပ်ကပြစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မတူကြည့်ရရှိကပ္ပစ16ကောက်ွယ်ရေးအတွက်စစ်တပ်ဘက်ကအင်အား900ခန့်ထိစစ်ကူပို့ထားပြီးသုံးမိုင်ပတ်လက်ကွာမှာမြေမြေတပ်ဖွဲ့တွေပြစ်ထတ်နေတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ကအင်အားအလို့ရင်းနဲ့ကလေးကနေတန်ငင်းဖက်ထိုးစစ်ဆင်လာတဲ့အတွက်ကလေးတန်ငင်းလက်မကြီးဘေးနားရှိတော်လန်းဖြားလန်းတွေကိုအော်တိုဘား29ကစပြီးယာယီပေးထားလိုက်တယ်လို့တိတိချေဆိုင် CDF စီရင်အဖွဲ့ကတရေထုတ်ပြန်ပါတယ်လက်မကြီးကိုပိတ်တာမဟုတ်ပဲအရင်တကစစ်ကြောင်းထိုးစင်ကဒေသခံတွေစစ်တပ်ကိုရှောင်ပြီးသွားနိုင်ဖို့အရေးပေါ်ဖောက်ထားတဲ့ဆိုင်ကယ်လမ်းတွေကိုအဓိကပိတ်တာလို့ဆိုပါတယ် စကွန်ဒီတာပြီးခဲ့တဲ့မေလအတွင်းဒီဒေသကိုတခါထိုးစစ်ဆင်ခဲ့ပူပေမဲ့အကြဆိုးများစွာနဲ့ပြန်ဆိုးသွားပြီးတဲ့နောက်အခု6လခန့်ကြာမှာနောက်တစ်ကြိမ်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်မန္တလေးတန်းတော်သားမြို့နယ်ရှိကင်းစခန်းကနေထွက်လာတဲ့စကွန်ဒီတာသားနှစ်ဦးကိုတော်လိုင်းတပ်တွေကတက်ခတ်ရမှာနှစ်ဦးစလုံးသေဆုံးပြီးတနတ်တလဲသိမ်းမိတယ်လို့ပြည်သူ့လွှမ်းမိုင်းတပ်မတော် PLA မြစ်ချန်ခရင်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်အော်တိုဘာ29ရက်နေ့ပိုင်းမှာတက်ခတ်တာဖြစ်ပြီး G3 တရနဲ့ခရရတွေသိမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။မန္တလေးတိုင်းမြစ်ချံမြို့နယ်ထဲစစ်ကြောင်းထိုးနေတဲ့ပြည်တော်ရုံးမှုဆောင်တဲ့ပြည်စိုးတီဖွဲ့ကဒိုးရစီကိုတော်လိုင်းတရကသိပ်ပတ်ရရှိခဲ့တယ်လို့နထိုးကြီးပကဖကတပ်ပုံမှတ်တမ်းထုတ်ပြန်ပါတယ်။အော်တိုဘန်29မှာမြစ်ချံမြို့ရဲ့နောက်ဖက်ကျန်းတနေရာတိုက်ပွဲဖြစ်နေတဲ့ရွာရဲ့နားမှာသိမိတာလို့ဆိုပါတယ်။ပြည်စိုးတီနဲ့စစ်ကောင်စီတပ်တွေကအကူလာကတဲ့ကစပြီး တောင်သာမြစ်ချံနထိုးကြီးမြို့နယ်တွေကိုထိုးစစ်ဆင်နေတာဖြစ်ပြီးပြီးခဲ့တဲ့သတင်းပတ်ကတော့စစ်ကြောင်းတဝက်ပြိုတဲ့အထိချိန်မိုးခံခဲ့ရပြီးဖြစ်ပါတယ်။မော်ဘီနယ်ရေးမော်လမြိုင်ကလန်ပေါ်ရှိနှိမ့်ဆူရွာအဝင်ကစစ်တပ်လက်ခံ DKB ဂိတ်ကိုတွန်လိုက်တဲ့တကဝင်တက်ရမှာသေဆိုးတန်ရသူများတယ်လို့ရေဘလူးဘက်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘန်29မနက်ပိုင်းမှာဝင်တက်တာဖြစ်ပြီးဂိတ်မှုတန်ရရတဲ့ ငွေကောက်ခံနေတဲ့အဖွဲ့ဝင်တွေသိဆိုပြီးအရေးပေါ်ကားတွေနဲ့တည်သွားတာတွေ့ရတယ်လို့ဖော်ပြထားပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်တပ်ကလေးမိုင်ရွာကိုလေရင်နဲ့ဗုံးကျဲတိုက်ခတ်ခဲ့တယ်လို့ဒဝဲဝက်ကဖော်ပြပါတယ်။အော်ဒီဝန်ဆက်ကွန်မွန်ဒဲဆန်နေတဲ့ဝန်ကျင်မှာတိုက်ပွဲဆက်ဖြစ်တယ်စစ်တပ်ဘက်ကလက်နေကျင့်နေပြတဲ့အတွက်နေအီတလုံးမီးလောင်တယ် တိုက်ပွဲကညနေတည်းဆက်ဖြစ်နေပြီးအတော်ပြင်းထန်လေနှစ်ဖက်တိုက်ခတ်မှုရှိနိုင်တယ်လို့ယူဝါဒတူကပြောပါတယ်အဲဒီလိုတိုက်ပွဲပြင်းထန်နေချိန်မွန်လွဲ့နှစ်နိုင်ခန့်မှာ Jet Fighter ကဗုံးကျဲပြီးစစ်တပ်နဲ့ပါပြေးသွားတယ်လို့သိရပါတယ်ချီပင်ဟာခါချေဆိုင်ခလျာနေသူလူကတသက်တူဟာအမေဝမ်တလဲနဲ့တူတွန်လိုင်းတက်တယ်ခိုးလို့လာတယ်လို့စင်တာရီဗော်လူရှင်းဖော့စ်ကသတင်းထုတ်ပြန်ပါတယ် အော်တိုဘန်29မှာရောက်လာတဲ့အဲ့ဒီစစ်သားကိုကောင်းမွန်စွာကြိုဆိုပြီးထိုက်သေးတဲ့စီမွေချိန်မြင့်လိုက်တယ်။နောက်ထပ်ထွက်ပြေးလာမဲ့စစ်သားတွေကိုလည်းကြိုဆိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။